ိမဲ့သတင်းတွေကတော့ပလောင်ချမ်းဖက်လမ်းလက်ကင်ဖွဲ့တီအန်လီယာယီစုမှုထားတဲ့ဒီဘောမျိုးအားတက်မတော်ကပြန်လည်ထိန်းချုပ်နိုင်ပြီးတော့ဒေသခံများပြန်လည်ဝင်ရောက်လျက်ရှိတယ်ဆိုတဲ့နောက်ဆက်ညနေခင်းသတင်းအပအဝင်ဤပါရီနေထိုင်ရေးအန်ယူဂျီအပအဝင်အဖွဲ့ချုပ်ကိုငွေကြေးထောက်ပံ့မှုဖြင့်2023ခုနှစ်ကအမှုဖွင့်ဖန်ဝင်ရန်ထုတ်ထားတဲ့မိသားစုတစုအားမြန်မာနိုင်ငံတွင်းသို့ပြန်လည်ဝင်ရောက်လာစဉ်ဖမ်းဆီးရဆွဲတဲ့တွင်အကြမ်းဖက်ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက်လီမာမှာရေးပေါ်ခြေနေကျင်းကြမယ်လို့ ်ပေရူအစိုးရအဖွဲ့အစ်ထုတ်ပြန်တယ်ဆိုတဲ့တင်ဟက်ထရစ်သွင်းယူခဲ့တဲ့မက်ဆီမေဂျာလိရွှေဖနက်ဆုပ်ကူတယ်ဆိုတဲ့တင်အဆရှိတဲ့တင်တွေကိုတင်ဆက်ပေးမှာပါဥဆုံးတင်တပုတ်အနေနဲ့ပလောင်ကျန်းဖတ်လက်နက်ကင်ဖွဲ့တင်းရဲလေးယာယီစုံမိုးထားတဲ့တီဘောမျိုးဟာတမရော်ကပြန်လဲထိန်းချုပ်နိုင်ပြီးတော့ဒေသခံများပြန်လဲဝင်ရောက်လျက်ရှိတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးမှာပါပလောင်ကျန်းဖတ်လက်နက်ကင်ဖွဲ့တင်းရဲလေးယာယီစုံမိုးထားတဲ့တီဘောမျိုးဟာတမရော်ကပြန်လဲထိန်းချုပ်နိုင်ခဲ့ပြီးတော့ ဒေသခံများပြန်လည်ဝင်ရောက်လျက်ရှိကြောင်းသိရပါတယ်။တီဝမ်မြို့နယ်တဝိုက်အားပလောင်ကျန်းဖက်လက်နက်ကိုင်ဖွဲ့တင်းအန်လင်းနဲ့တင်းအန်လင်းနဲ့ပူးပေါင်းဖွဲ့များကယာယီထိန်းချုပ်ထားစဉ်ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့်အိုးအိမ်တိုက်တာစီးစိမ်များကိုစွန့်ခွာတင်းရှောင်နေကြရပြီ။၎င်းတို့၏လူခွေရေးဆုံးရှုံးမှုများစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးစတဲ့အဖက်ဖက်မှနှိမ့်ချမှုများတိုက်ပွဲအနေထားယုံများကိုရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများကြောင့်တပ်မတော်ကတီဘောဒေသတဝိုက်အားအော်တိုမန်19ရက်နေ့တွင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါသည်။ တမရော်စစ်ကြောင်းများအနေဖြင့်တီဘောမျိုးနယ်နှင့်ပတ်ဝန်းကျင်တဝိုက်ရှိယာယီနေရွှန့်ခွာဒေသခံတိုင်းရင်းသားပြည်သူများအေးချမ်းစွာလူမှုစီးပွားဘဝအတွက်ရှာဖွေလုပ်ကိုင်စားသောက်နိုင်ရင်အစိုးရအုပ်ချုပ်မှုရန်နေရာများပြန်လည်လည်ပတ်နိုင်ရင်၎င်းတို့၏မြို့ရွာများရှိနေများတွင်ပြန်လည်နေထိုင်နိုင်ရေးအတွက်တောင်းကျမ်းသူများယာယီထိန်းချုပ်ထားစဉ်မိရှုဖြက်စည်းသည့်ရုံးဌာနအဆောက်အအုံများလူနေအဆောက်အအုံများဘာသာရေးပညာရေးကျန်းမာရေးဆိုင်ရာအဆောက်အအုံများပြန်လည်ပြုပြင်နိုင်ရင် အကြံဖက်သမားများလှုပ်ဆောင်ခဲ့တဲ့မြေမြုံမိုင်းအနေအမှာကင်းရှင်းစေရန်မြို့ရများအတွင်မိုင်းရှင်းရေးလုပ်ငန်းများနဲ့လိုအပ်သောလုံခြုံရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါတယ်။ထို့ပြင်ဒေသခံပြည်သူများအားလိုအပ်တဲ့ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးရန်နဲ့အစိုးရ၏အုပ်ချုပ်မှုရန်ညားများဖြစ်တဲ့ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေးစာတင်ကြောင်းများပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးနဲ့ပြည်သူလူထု၏ကျန်းမာရေးဆောင်ရှားမှုလုပ်ငန်းများဖြစ်တဲ့စေယုံများပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက်ဌာနဆိုင်ရာဖွဲ့စည်းများသည့် အော်တိုဘတ်၁၈ရက်တွင်ဒီပေါ်မျိုးတို့ရောက်ရှိလာကြရာဒေသခံတိုင်းသားပြည်သူများကကြိုဆိုခဲ့ကြောင်းသိရပါသည်။ထို့ပြင်ပလောင်ကျန်းဖက်လက်နက်ကင်အဖွဲ့တင်ရန်နေနှင့်ပူးပေါင်းအဖွဲ့များဖြစ်စည်းခဲ့တဲ့စာတင်ကြောင်းများစစ်ရုံစည်းကမ်းများရုံးဌာနအဆောက်အအုံများဘာသာရေးဆိုင်ရာအဆောက်အအုံများနဲ့လူနေအိမ်များပြန်လည်ပြုပြင်ခြင်းနှုတ်ကမ်းများကိုတက်မတော်နေဒေသခံပြည်သူများပူးပေါင်းရေးအမြန်ဆုံးဆောင်ရွက်ပေးသောမှာဖြစ်ကြောင်းနဲ့တက်မတော်စစ်ကြောင်းများကလည်းပြည်သူများအေးချမ်းစွာနေထိုင်နိုင်ရေးအတွက်လူအပ်တဲ့လုံခြုံရေးလုပ်ငန်းများကိုဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။ဆက်လက်ပြီးတော့ ဒီပါရီနေထိုင်ရေး NUG အပါအဝင်အဖွဲ့ချုပ်ကိုငွေကြေးထောက်ပံ့မှုဖြင့်2023ခုနှစ်ကအမှုဖွင့်ဖန်ရန်ထုတ်ထားတဲ့မိသားစုတစုအားမြန်မာနိုင်ငံအတွင်းသို့ပြန်လည်ဝင်ရောက်လာစဉ်ဖမ်းဆီးရဲဆွဲသတင်းကိုတင်ဆက်ပြမှာပါဒီပါရီနေထိုင်ရေး NUG အပါအဝင်အဖွဲ့ချုပ်ကိုငွေကြေးထောက်ပံ့မှုဖြင့်2023ခုနှစ်ကအမှုဖွင့်ဖန်ရန်ထုတ်ထားတဲ့မိသားစုတစုအားမြန်မာနိုင်ငံအတွင်းသို့ပြန်လည်ဝင်ရောက်လာစဉ်ဖမ်းဆီးရမိပြီးအေးအေးယူထားတယ်လို့သိရပါဗျာ မလေးရှားနိုင်ငံကွာလာလပူမြို့တွင်ရောက်ရှိနေထိုင်တဲ့ဒေါ်သူစားမောင်သည်မလေးရှားနိုင်ငံမြန်မာမွတ်စလင်ဒုက္ခသည်များကော်မတီကိုဖွဲ့စည်းပြီးဥက္ကဋ္ဌဖြစ်ဆောင်ရွက်ကရင်းဖွဲ့စည်းမှရရှိသောငွေကြေးကျိုးမြတ်များဖြင့် NUG ဖွဲ့ကငွေကြေးထောက်ပံ့ခြင်း NUG ဖွဲ့တဲ့ရန်ပုံငွေရှာဖွေပေးခြင်းများပြုလုပ်ခဲ့တာကြောင့်၎င်းကိုမြေသားမျိုးနယ်မြေသားမျိုးမရဲစခန်းမှာပ140မြင်းဆောင်2020နဲ့အကြံဖတ်မှုတိုင်းပြည်ဥပဒေပုံမှန်52ကာကြီးဖြင့်အမှုဖွင့်ပြီးမြေသားမျိုးနယ်တရားရုံးသို့ရင်းဥပဒေပုံမှန်52ကာကြီးမြင်းဆောင် ရာဇဝတ်ကျင်းထောင်းဥပဒေပုံမှန်912ဖြင့်တရားစွဲဆိုခဲ့ရာမြို့နယ်တရားရုံးကရာဇဝတ်အထွေထွေအမှုအမှတ်ကိုမြင်းဆောင်2023ဖြင့်လက်ခံစစ်ဆေးပြီး2023ခုနှစ်ဇန်နဝါရီ31ရက်တွင်ဖမ်းဝရန်ထုတ်ဆင်းခဲ့ကြောင်းသိရပါသည်။လက်ရှိတွင်ဒေါ်သူစာမ၎င်း၏ခင်ပွန်စောတန်းတင်ဝင်းနှင့်တာသည်သုံးတို့သည်မြန်မာနိုင်ငံအတွင်းတရားမဝင်ပြန်လည်ဝင်ရောက်လာစဉ်ဖမ်းဆီးရမိခဲ့တာကြောင့်စစ်ဆေးဖော်ထုတ်ချက်အရဒေါ်သူစာမောင်သည် MRC အဖွဲ့ကိုဖွဲ့စည်းပြီး ယွန်အိစီအာနှင့် NGO NGO ဖွဲ့စည်းများထံမှအထောက်ပံ့များရရှိရန်ဆောင်ရွက်၍ရရှိသောအထောက်ပံ့များကိုတရားမဝင်ရွှေ့ပြောင်းလူသားများအား MRC အဖွဲ့မှထောက်ပံ့ကြောင်းလိမ့်လိုက်ကအဖွဲ့ဝင်များဖြစ်အောင်စည်းရုံးခြင်းအကြောင်းမျိုးကြောင့်တရားမဝင်ရရှိလာသူများကိုယွန်အိစီအာ၏ဒုက္ခသည်အတိမပြုလက်မှတ်ရရှိအောင်ဆောင်ရွက်ပေးခြင်းဖြင့်ရရှိသောငွေကြေးအကျိုးမြတ်များဖြင့်၎င်း၏မိသားစုအကျိုးစီးပွားပြုလုပ်ခြင်း အယူဂျင်နေရေးလောက်ခံများကိုငွေကြေးတူတန်းချင်းရန်ပုံငွေရှာဖွေပေးခြင်းများပြုလုပ်ကြောင်းတွေ့ရှိရတဲ့အတွက်၎င်းတို့ကိုဥပဒေနဲ့ညီဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့အကြံဖက်ဆန္ဒပြမှုများဖြစ်ပွားပြီးနောက်လီမာမှာအရေးပေါ်အခြေအနေကြေညာမယ်လို့ပီရူအစိုးရအဖွဲ့အစည်းထုတ်ပြန်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။အော်ရီလိုက်စားမှုများစနစ်တကျစီစဉ်လှုပ်ဆောင်သောရာဇဝတ်မှုများနှင့်ပတ်သက်၍အစိုးရစန့်ကျင်ရေးဆန္ဒပြပွဲများတည်င်းပတ်ပေါင်းများစွာဖြစ်ပွားပြီးနောက် ပြည်သူ့ဆိုရာတဲကမျိုးတော်လီမာမှာရေးပေါ်အခြေအနေကြေညာမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။လီမာရှိလွှတ်တော်အဆောက်အဦနေ့တွင်ဆန္ဒပြပွဲများအကြမ်းဖက်မှုများအပြင်ပြောင်းလဲသွားခဲ့ပြီးနောက်ရဲတို့ကအော်တိုဘာ15ရက်တွင်အမျိုးသားတအုပ်ကိုပြစ်တက်ခဲ့ကလူတရာကျော်ဒဏ်ရာရရှိခဲ့ပြီးနောက်ပြည်သူ့ဆိုရာတဲဖွဲ့ကလီမာတွင်အရေးပေါ်အခြေအနေကြေညာမယ်လို့ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။တောင်အမေရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ပေရူးသည်ဆန္ဒပြပွဲများတည်င်းပတ်ပေါင်းများစွာဖြစ်ပွားနေခဲ့ပါတယ်။ တမရဟောင်းဒိုင်နာဘိုလူအားတေးလက်ထက်တွင်ရာဇဝမှုများထုပြောလာခဲ့ပြီးအာရီလိုက်စားမှုများမြင့်တက်လာတယ်လို့ဥပမှုများကပြောကြားခဲ့ပြီးနောက်လွှတ်တော်အမတ်များကဘိုလူအားတေးကိုလွှတ်တော်တွင်ဆွဆဲပြတင်ပြီးရာဇဝမှုဖယ်ရှားခဲ့ပြီးနောက်ပီရူးမှာဆန္ဒပြပွဲများဖြစ်ပွားနေခြင်းဖြစ်ပါတယ်လူငယ်များဥဆောင်သောဆန္ဒပြပွဲတွင်ပီရူးပြည်သူထောင်ပေါင်းများစွာပါဝင်လာခဲ့ပါတယ်ပုံမဆိုးသောရာဇဝမှုအကြက်တဲကိုအာဏာပိုင်များကဖြည့်ဆင်းပေးနိုင်ခြင်းမရှိတဲ့အတွက်ဆန္ဒပြခြင်းဖြစ်ပါတယ်နောက်ဆုံးသတင်းဘုတ်အနေနဲ့ ဟက်ထရစ်သွင်းယူခဲ့တဲ့မက်ဆီမေဂျာလိရွှေဖနက်စုခူးရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါအင်နာမာယာမီအသင်းကောင်းဆောင်မက်ဆီဟာနက်ရှမယ်အသင်းကို၅ခု၂ခုနဲ့နိုင်တဲ့ပွဲမှာဟက်ထရစ်သွင်းယူပြီးနောက်ယခုမေဂျာလိပြိုင်ပွဲရွှေဖနက်စုစုခူးခဲ့ပါတယ်မက်ဆီအနေနဲ့အခုပွဲမှာဟက်ထရစ်အပါအဝင်ဂိုးဖန်တီးမှုတစ်ချိန်ရှိခဲ့ပြီးပုံမှန်ရာသီ၂၈ပွဲမှာ၂၉ဂိုးသွင်းယူနိုင်ခဲ့ပါတယ်ဘောလုံးတေကို၈ချိန်စုရှင်မက်ဆီဟာအင်တာမီယာကို၂၀၂၃ဇူလိုင်လကရောက်ရှိလာပြီး မေဂျာလိရွှေဖနက်စုကိုပထမဆုံးအကြိမ်ဆုတ်ခွာခဲ့တာပါ။ဒါပြင်အင်တာမိုင်ယာမီအသင်းအတွက်ဒုတိယမြောက်ဟက်ထရစ်သွင်းယူခဲ့ပြီးကစားသမားဘောကအကြိမ်60မြောက်ဟက်ထရစ်ဖြစ်ခဲ့ပါတယ်။မက်ဆီတဲ့မေဂျာလိပုံမှန်ရာသီမှာဂိုးပိုသွင်းထားတာကကာလိုဗီလာ34ကိုရူဆက်မာတီနက်32ကိုအီဗရာဟီမိုဗစ်39လို့သာရှိခဲ့ပါတယ်။၎င်းဟာဂိုးဖန်တီးမှုစည်ရင်းမှာလည်း16ကြိမ်နဲ့ဥဆောင်ခဲ့ကသွင်းကိုဂိုးဖန်တီးမှု2ရက်ပေါင်း48ကိုရှိခဲ့ပြီးကာလိုဗီလာရဲ့ပင်ဂျာလိစံချိန်49ကိုနဲ့တကူးသာနေခဲ့ပါတယ်။ အင်တာမီယာမီအနေနဲ့ပလေးအော့ပရမအဆင့်ပွဲစဉ်အဖြစ်နက်ဖယ်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။အလဲမယုတ်တန်ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။